မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေစွတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ပေါ်သို့တက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ခြေစွတော်ကြောင့်2025ခုနှစ်မေလ29ရက်နေ့သို့ကျွန်တော်ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားသခင်ကိုခြေစွတင်ပါရစေ။နေ့ရက်စတိုင်းခြေစွခွန်အယူတော်ဓမ္မပရိသတ်အားလုံးကိုဖျားသခင်သာ၍ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားရှင်ခြေစွတင်ပါရစေ။နောက်ကတော့အဖြစ်တိဆောက်ဆရာဖြစ်စေပါ။အခုလေကျွန်တော်ပြောတာထက် ကိုတော်ပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းရဝီငှပါれဗျာအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်ဥပုံနေ့မှာသခင်ယေရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာတွေကျွန်တော်ဒီကောင်းစဉ်တွေနာဒီကောင်းစဉ်ကိုနားထောင်နေတာဖြစ်တယ်အဓိကကျမ်းကတော့လုကာခန်းကြီး6ငယ်တိကနေ9မှာတနည်းတော့ဥပုံနေ့မှာသခင်ယေရှုရဲ့တပည့်တော်တွေကဒီဇပန်နံကိုခြွေပြီးတော့စားတဲ့အခါဖာရိရှဲတွေက ဒါကိုလက်မခံနိုင်ပဲအဖြစ်တင်နေအဲ့ဒီချိန်မှာသခင်ရှုကဒါဝိဒ်တောင်မှယေဘရိတွေစားရတဲ့ရှေ့တော်မုတ်ဇပွဲကမုတ်ကိုစားရသေးတာပဲပုံပုံလေးမှာမွတ်သိမ့်ချင်းရှိရင်သုံးဆောင်လို့ရပါတယ်မချမ်းမာရင်အနာငိမ့်ချင်းပြီးနိုင်ပါတယ်ဆိုတော့သခင်ရှုကပေါ်ပြခဲ့တယ်ဒါကြောင့်ဒီဥပုံလေးကိုအစိုးရတာကဘုရားသခင်ပဲဘုရားကအစိုးရတယ်ဆိုတော့နေ့ထက်ဘုရားကပူအရေးကြီးပါတယ်ဆိုတော့အဓိကပေါ်ပြခဲ့တယ် ဒါပေမဲ့အဲ့လိုပြောလို့ဥပုံနေကိုချိုးဖြတ်ရမယ်လို့တကယ်ရှိလုံးဝမပြောပါဥပုံနေကိုယူသေးစွာ ပြုရမယ်အောက်မေ့ရမယ်တန်ရှင်းစေရမယ်ဖះကိုတရိရမယ်ဒါပေမဲ့ဥပုံနေမှာမွတ်သိရင်တော့ကျွေးရမယ်မချမ်းမာရင်တော့ချမ်းမာအောင်လုပ်ပြီးရမယ်အဲဒါလေးကိုတော့တကယ်ရှိကအထူးပဲပေါ်ပြခဲ့တာဖြစ်တယ်ဒါကြောင့်လေဒီတကယ်ရှိကိုယ်တိုင်ကျန်းစာထဲမှာဥပုံနေမှာအနာငိမ့်ခြင်းနဲ့ပတ်သက်ပြီးခုနှစ်ခုပြုလုပ်ခဲ့တယ်အဲ့ဒါကိုကျွန်တော်တကယ်တစ်ခုစီပေါ့နော် အဲကျွန်တော်တကယ်တစ်ခုစီနားထောင်တာဒီကနေ့ဆိုရင်တော့ကျွန်တော်တို့ငားခုမြောက်ကိုရောက်ပြီဖြစ်ပါတယ်အဲ့တော့နံပါတ်1ပထမဆုံးတစ်ခုကတော့လက်ရလက်တည်တဲ့သူကိုအချမ်းပါစေတယ်အဲ့ဒါဥပုံနေမှာလူကခန်းကြီး6အငယ်6ကနေ10နံပါတ်2ကတော့ကြိုးကုန်းတဲ့အမျိုးသမီးကိုအချမ်းပါစေတယ်လူကခန်းကြီး73ငယ်71က71နံပါတ်3ကတော့ရေပြင်းဆွဲတဲ့သူကိုအချမ်းပါစေတယ်လူကခန်းကြီး14ငယ်ဒီကနေ6နံပါတ်4ကတော့အမိ1ရဲ့မျက်စိကန်းတဲ့သူကိုအချမ်းပါစေတယ်မျက်စိမြင်စေတယ် ရောင်းခဏကြီးကိုငယ်တက်ကနေ16နော်ဒီကနေ့ကျွန်တော်နံပါတ်5တော့ညစ်ညူးသောနတ်ဆွဲသောသူအားကြမ်းမာစီခြင်း။အကျဉ်းသားတွေမှာဒီညစ်ညူးသောနတ်ဆွဲတဲ့သူတရားစရမှာသူကရောက်အဲဒီသူကိုသူ့ထဲမှာဆွဲနေတဲ့နတ်ဆိုးကိုနှံထုတ်ပြီးကြမ်းမာစီ။အဲဒါလေဥပုံနဲ့မှာပဲဖြစ်တယ်။အဲဒါကိုမကုခန်းကြီးတက်ငယ်နဲ့17က28ထိဖိုင်ကျွန်တော်တွေ့ရမယ်။ဥပုံနဲ့တနေ့မှာတခေရွှေအဒီကပင်အောင်မြို့ရောက်တဲ့အခါမှာ တရားစရက်ကိုဝင်ပြီးတော့ဆုံးမဩဝါဒပေးတယ်အင်္ဂလိပ်လိုဆို Senegal ပေါ့နော်တရားစရက်အဲ့လိုဆုံးမဩဝါဒပေးပြီးတော့နှုတ်ကပတ်တော်ဝင်ရတဲ့အခါမှာပရိသတ်ကိုလည်းဆုံးမဩဝါဒပေးတော့ပရိသတ်တွေကအလွန်အောင်ဩတယ်တကယ်ရှုဆုံးမဩဝါဒပေးတာအချားနဲ့မတူဘူးကျမ်းပြုဆရာနီးသူမဟုတ်ဘူးအစိုးရသောသူကဲ့သို့ဆုံးမဩဝါဒပေးတယ်ဆိုလူတွေကအံ့ဩတယ်အဲ့ဒီအချိန်မှာပဲအဲ့တရားစရက်မှာညှဉ်းညူးတဲ့နှက်ဆွဲတဲ့သူရှိသူကတကယ်ရှု တွေ့တာနဲ့နန်းစမြူသားယေရှု ကိုရောဒီကျွန်တော်နဲ့ဘယ်သူဆိုင်တယ်ကျွန်တော်ကိုဖြည့်ဆည်းဖို့လာသလိုကိုရောဒီဘယ်သူဖြစ်ဒီကိုကျွန်တော်သိတယ်ဘုရားသခင်တန်ရှင်းတော်မူသောသူဖြစ်ပါ၏ဟုဟစ်ကြော်တယ်အဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်သခင်ယေရှုဟာဘုရားရဲ့သားတော်တန်ရှင်းတော်သူဖြစ်တာကိုနတ်ဆိုးကသိတယ်ဗျာအဟောစရာဂျူးတွေကမသိဘူးပါရီရှဲတွေကလက်မခံဇတုကဲတွေကလက်မခံကျမ်းတပ်ပုဂ္ဂိုလ်တွေကလက်မခံဒီနတ်ဆိုးဆွဲတဲ့သူကသိပြီသူကလက်ခံတယ်ကိုရောတန်ရှင်းတဲ့ သူတဲ့ဖះသခင်ရဲ့တန့်ရှင်းတော်မူသောသူဖះသားလို့ပြောရတယ်အတူတူပဲတောင်းရင်ကျွန်တော်ဟိုးတဲ့မဖြည့်စည်ပါနဲ့တဲ့အဲ့ချိန်မှာပဲပြောချင်တာကတော့ကျွန်တော်မဆုံးမနဲ့ပေါ့ဒီညညူးသောနှက်ဆွဲတဲ့သူကတကယ်ရှုရှိမှသူတောင်းမှာအဲ့ချိန်မှာပဲတကယ်ရှုကဘာပြောတိတ်စိတ်ဆိုနေပြီးတော့ထိုသူကြီးအထဲမှာထွက်သွားလို့ဟုဆုံးမှာအဲ့ဒီချိန်မှာပဲအဲ့ညညူးသောနှက်ကထိုသူတွေကထွက်သွားတဲ့အခါအဲ့လူကကြီးတဲ့အတန်းနဲ့អော်ပြီးတော့ ငြိမ်ကြတော့သူ့ကိုယ်ခန္ဓာတောင့်တော့တောင့်မှာတော့အဲဒီချိန်မှာပဲလူပေါင်းတော့ဟာဒီလူကသေသွားပြီလို့တော့ထင်မိမယ်မသေတဲ့ပြင်အဲ့လူချမ်းမာပြီဒီအနာယောဂနှဆိုးဆွဲတဲ့ထဲကလွတ်မြောက်သွားတယ်အဲ့ဒီသတင်းတော်ဟာဂါဒီလေးပြီအရရမှာချက်ချင်းပြန့်နှံ့ခဲ့တယ်ဆိုတော့ကိုတွေ့ရတယ်အဲ့ဒါကိုဖတ်ချင်ရင် မကုခန်းကြီးတက်အငယ်27တက်ကနေ28တိဖိုင်ဆိုတွေ့ရအောင်အဲ့တော့ဒီဖြစ်ပြက်က ဒါဥပုံနေမှာဖြစ်သွားတာဟောတကီရှုခရစ်တော်ဒီဥပုံနေမှာတရားစရက်ကိုရောက်တဲ့အချိန်မှာဖြစ်သွားတဲ့ဖြစ်ပျက်လေးဖြစ်တယ်ဟောဒီအချိန်မှာအရေးကြီးတဲ့စင်ကြင်စရာပေါ့နော်အချက်ကလေး၃ချက်ကျွန်တော်တွေ့ရနော် different check up ပါလေးဆိုတရားစရက်မှာတရားနာတဲ့သူတွေမှာတရားမတွေ့ရဘူးနှဆိုးဆွဲတဲ့သူကရောက်ဒါတော်တော်အောင်စရာကောင်းတဲ့အချက်တရားစရာမှာလူတွေတရားသာလာနာတယ်ပြောတာဒါပေမဲ့ဒီနှဆိုးဆွဲတဲ့သူကအတရားစရာတွေမှာရှိတယ်ဒါပေမဲ့လူတွေကမသိဘူး ဒါနဲ့အောင်ပြောရင်တော့လူတွေမြင်တာဒါတရားစရာလို့မြင်ပေမဲ့အဲ့ညစ်ညူးခြင်းကအဲ့တရားစရာထဲမှာရှိအဲ့တော့ဘုရားသည်သခင်ယေရှုသည်ဟောဒီကနေ့ကျွန်တော်ရဲ့သက်တာမှာကျွန်တော်ရဲ့နှလုံးသားဘုရားကရဲ့ဗိမာန်တော်လို့ပြောပေမဲ့ကျွန်တော်ဘုရားကမကြိုက်တာတွေလုံနိုင် လုံနေရင်ညစ်ညူးခြင်းရှိတဲ့အသက်တာကိုဘုရားသည်ဖရားသည်တောက်ခုလေးကြည့်လေတရားစရာမှာတရားနာတဲ့သူတွေကတရားတော်နာနေပေမဲ့အဲ့တရားစရာမှာညစ်ညူးတဲ့နှဆိုးဆွဲတဲ့သူကရောက်ဒါပေမဲ့တရားနာတဲ့သူတွေကမသိဘူး ဒါပေမဲ့ဘူးသိတယ်တခေရွှော့သိဟောဒီကနေ့သင်ရဲ့အထဲမှာဘာတွေဖြစ်နေလဲဘယ်သူမှမသိဘူးဒါပေမဲ့ဘူးသိတယ်တခေရွှုသိတယ်အဓိကကတော့အခြားသူသိဖို့မလို့ဘယ်သူသိဖို့ပဲလို့လဲတခေရွှုသိဖို့လို့တောင်းလဲကြည့်လေဒီတရားစရာမှာလူတွေဟာတရားစရာဆိုတရားရှိတယ်ဟိတရားနာဖို့ဆင်းသင့်မဲ့ဟိတရားဆောက်နေတယ်ဟိလို့ထင်ပေမဲ့အဲ့ထဲမှာဘာရောက်ညင်ညူးတဲ့နဆိုးဆွဲတဲ့သူရောက် တေတကလေးယုံကြည်သူဘုရားသားမီးလို့ပြောပြီးတော့ဟာဘုရားရှိတယ်ဟိလို့ထင်ပေမဲ့ဘုရားမရှိဘဲနဲ့လောကအရာတွေပဲဆွဲလန်းနေတဲ့သူဖြစ်နိုင်တယ်။တောင်ကိုယ့်ထဲမှာဘုရားရှိလားလောကအရာတွေကပဲအနေအယူနေလားဘုသောသိဘုရားသိ။တောင်ဒီနေ့ကျွန်တော်သက်တော်အသေးစိတ်သိတာဘုသူလေဘုရားပဲ။ဒါကိုကျွန်တော်ဆင်ကြရအောင်။တောင်နဲ့သခင်ရွှတ်ဒီတရားစရာမှာဒီညှဉ်းညူးတဲ့နဆိုးဆွဲတဲ့သူရှိကောင်လေးရှုသိ။ ။နောက်ဒီခေတ်လောကမှာလူသိဖို့အရေးမကြီးဘူးသူသိဖို့အရေးကြီးဖရာသိဖို့အရေးကြီး။လှုပ်ပေးမှာမဟုတ်လို့ပဲဖရာလှုပ်ပေးမှာ။တောင်းတဲ့ကူသခင်ရှုကအဲ့ဒီညညူးတဲ့နတ်ဆိုးဆွဲတဲ့သူကသခင်ရှုတွေ့တာနဲ့စံစာဘယ်လိုရေးလဲ။အဲ့ဒီသူကသခင်ရှုကိုကြောက်တယ်တဲ့။ဘာလို့နံပါတ်1တွေ့ရချက်ဘာသွားတွေ့ရလဲဆိုသခင်ယေရှုကိုဒီညညူးသောနတ်ဆိုးဆွဲတဲ့သူရဲ့ဒီဆွဲနေတဲ့နတ်ဆိုးကသခင်ရှုကိုကြောက် 我地有几件商品，假如电话拍央视，他给你休息，人家也假如叫了。但是，我大家哩，假如电话拍央视，人家也假如边叫你，别是让我边叫，又搞我边叫，都看哩我边叫，吃下哩我叫，青龙叫。我讲啥不留意他的？他给你休息，人家扭到那说说的，给我边叫的。他给你在那楼上的嘛，他给你休息，吃下哩都边叫他哩。哎，道理就是神经不皮。 ဒါစဉ်းစားရမယ်ကျွန်တော်တို့အချားရည်ကိုကြောက်လာတာဒါပေမဲ့ကျွန်တော်တို့အဲမှာသခင်ရှုရှိလို့ကျွန်တော်တို့အချားရည်ကကြောက်လာတာလားဒါစဉ်းကျင်မှုဖြစ်တယ်နောက်တော့နောက်ဆုံးချက်နောက်ဆုံးချက်ကတော့ခုနဒီညဉ့်ညူသောနဲ့ဆိုးဆွဲတဲ့သူကသူ့ထဲမှာနဆိုးရှိတဲ့ကသူ့ထဲမှာလွတ်မြောက်ခြင်းမရတရားကျတော့လာနေတယ်ဒါပေမဲ့နဆိုးဆွဲတဲ့အသက်တာနဲ့ပဲချီနှောင်ခြင်းနဲ့နေတယ်ဒါပေမဲ့သခင်ယေရှုနဲ့တွေ့တဲ့ကသခင်ယေရှုကဆုံးမပြီးနဲ့ထုတ် အော်ဒီအောင်ကြည့်ခြင်းအဖြစ်အဲ့နဆိုးဆိုးချင်းခံရတဲ့သူကသူတခင်ယေရှု तू ကနဆိုးသူမနိုင်ဒါပေမဲ့ तू တခင်ယေရှုမျောကြည့်တဲ့အခါသူ့အထဲမှာဆွဲတဲ့နဆိုးပြန်ထွက်သွားတယ်အော်ဒီကနေ့ကျွန်တော်သက်တာမှာကျွန်တော်မနိုင်တဲ့အရာတွေအားလုံးကတခင်ယေရှုသာမျောကြည့်ကျုပ်ထဲကထွက်သွားအောင်ကျွန်တော်လာဒုက္ခပေးလို့မရအောင်ကျွန်တော်အနိုင်သက်စင်းနေတာတွေလုပ်လို့မရအောင်ဘသူကဖယ်ထုတ်ပြီတခင်ယေရှုကဖယ်ထုတ်ပြီဒါပုံဆောင် ဒါကြေးကျွန်တော်မနိုင်ဘူးလို့ထင်ထားတဲ့အရာတွေအားလုံးဘုသူနိုင်တယ်သခင်ရှုနိုင်တယ်တောက်တီညင်ညူးသောနဲ့ဆိုးဆွဲတဲ့သူကသခင်ရှုသူမျောကြည့်တယ်ကသူမနိုင်တဲ့နတ်ဆိုးသခင်ရှုကထုတ်ပလိုက်တယ်ဟောဒီကနေ့ကျွန်တော်တတ်တာမှကျွန်တော်မနိုင်တဲ့အရာတွေအားလုံးဘုသူကထုတ်ပေးမယ်သခင်ရှုကပဲထုတ်ပေးမှာဟာကျွန်တော်တို့ပြည်နေတဲ့ဝင်နေအားလုံးသခင်ရှုကပဲထုတ်ပေးမှာပို့အောင်လုပ်ပေးမှာကျွန်တော်တဲမှာလင်းနေတယ်လို့ထင်တဲ့အရာတွေအားလုံးသခင်ရှုကဖယ်ရှားပလိုက်တယ်ဒါပေမဲ့သခင်ရှုကဘာပဲများများကြည့်တတ်ဖို့လူတွေဆိုသူ တောက်ခုတည်းဒီညင်ညူးတဲ့နဆိုးဆွဲတဲ့သူကတကယ်ရှုပ်များများကြည့်တဲ့ခါသူ့အထဲမှာသူမနိုင်တဲ့နဆိုးတကယ်ရှုပ်မောင်းထုတ်ပြီးလိုက်တကယ်သင်တဲ့နောက်တော့ဆေးဆေးကြည့်ဖယောင်းများများကြည့်ဖယောင်းတကယ်လှုပ်ပေးတယ်ဆိုတော့များများယုံသင်အထဲမှာသင်မနိုင်တဲ့ຢာရီအားလုံးထုတ်ပေးရဆွဲထုတ်သွားမှာဖြစ်တယ်သင်ဘဝမှာမနိုင်တဲ့ຢာရီအားလုံးကိုသူကမောင်းထုတ်ပြီးမှာဖြစ်တယ်သင်မောင်းထုတ်လို့မထွက်တဲ့ຢာရီအားလုံးကဖယောင်းမောင်းထုတ်မှထွက်တဲ့လှုပ်လို့မဖြစ်တဲ့ຢာရီအားလုံးကဖယောင်းလှုပ်ပြီးမှရမှာတောင်းထူရှင်ကိုမြန်မြန်မျောကြည့်လေ ကျွန်တော်ဘဝမှာမနိုင်ဘူးလို့ထင်တဲ့အရာတွေအားလုံးကိုနိုင်တာဘာလို့လဲသခင်ယေရှုပဲ။ဘာကြောင့်သူကအကုန်သိနေလဲ။တော့ဒီကနေ့ကျွန်တော်မနိုင်တဲ့အရာတွေအားလုံးသင်မရှင်းတဲ့သခင်ယေရှုကြီးသခင်ယေရှုကသင်ကိုရှင်းထုတ်ပေးမယ်။သင်မနိုင်တဲ့ပြဿနာအားလုံးသူရှင်းထုတ်ပေးမယ်ဆိုတော့အပီးရင်းနောက်ဆုံးဖြစ်ပျက်လေးတစ်ခုပြောပြီးတော့နေကုန်းချုပ်ချက်တယ်။တခါတော့ကလေးလေးတယောက်ရှိတယ်။သူ့နာမည်တိုင်ရာလို့ခေါ်တယ်တိုင်ရာ။ဒီတိုင်ရာလေးကသူ့အမေက HIV ဝင်တာဆွဲကတ်တဲ့အခါမှာခလီလေးဆွဲကတ်လာတယ်။အနည်းချုပ်ပြောရင်တော့ဒီခလီလေးခုနှစ်ရှစ်နှစ်လောက်အရွယ်ရောက်တဲ့အခါမှာခလီမှလည်း HIV ဝင်တာရှိတော့ခလီကလည်းတိတ်ချမ်းမာစားကြီးတော့မဟုတ်အမေမှလည်းရှိအဲ့ဒီမှာပဲဒီခလီကသူ့အိမ်မှာသူ့အိမ်ရှိမှာသူ့တငယ်ချင်းတွေနဲ့သူစော့ဒီခလီကိုမြင်ရအောင်သူ့မိကအမြင်နဲ့အင်ကြီးအနီလေးဝုတ်ဝုတ်ပေးထားတယ် ရွေချက်ကပါလေဆိုကလေးကစော့နေတဲ့တခုပြက်လဲတာတို့ဘာလို့ဆိုသူ့မိန်းကသွားကူပြီးချက်ချင်းစိတ်ုံတင်လို့ရအောင်တခုစီစဉ်ပေးလို့ရအောင်အော်ဒါလေးအောင်ပြောရင်တော့ဒီကလေးလေးကနေတိုင်းသူအင်ဂျင်အင်လေးဝုတ်ဝုတ်ပြီးစော့တယ်ကျောင်းမှာဆိုလေကျောင်းဆရာမတွေကသူ့မိန်းကခွင့်တိုင်ပြီးတော့ကျမသားလေးကိုကြည့်ပေးဖို့သူကစောင့်ရှောက်ပေးဖို့ဒီလိုယောဂဆွဲကပ်နေတဲ့အတွက်ကြောင့်အဲ့တော့တငယ်ချင်းတွေကြားထဲမှာစော့တော့မယ်ဟေ့ဆိုသူ့အင်ဂျင်အင်လေးဝုတ်ဝုတ်ပေးထားတယ် ဒီလိုနဲ့ဒီကလေးကဖြတ်သားရင်းနဲ့အသက်9နှစ်10နှစ်လောက်ရောက်တဲ့အခါကလေးကသူခံစားရတဲ့ဒီဝေနာနဲ့ပြင်းထန်စွာဖြင့်နောက်ဆုံးဆင့်တီရောက်လာတယ်နောက်ဆုံးသူဆေးရုံရောက်တယ်နတ်စတီးယားသူ့ကိုပြုစုတယ်အဲ့ချိန်မှာပဲကလေးကမျက်ရည်ကျသူ့အမေနဲ့နတ်စတီးကိုပြောတယ်ကျွန်တော်တည်သွားရင်တဲ့ကျွန်တော်အင်ဂျီအနီလေးပဲဝတ်ပြီးပါအရာနဲ့သူ့မိရလဲငိုပြီးကလေးကိုမေးတယ်။တာတိုင်ရာ ဘာလို့အင်ဂျီနေဝတ်ခိုင်းတာလဲနတ်စတရားလေးမေးတယ်ဘာလို့နေဝတ်ခိုင်းတာလဲအော်ဒီလိုရှိပါတယ်ကျွန်တော်ကတကယ်ရှုပ်ယုံနေလေတဲ့ကျွန်တော်သေသွားကျွန်တော်ဝိညာဉ်ကောင်းရင်ရောက်ရင်အမေကလည်းကျွန်တော်ရှိလိုက်လာမှလေတဲ့အဲ့လိုက်လာတဲ့အခါကျွန်တော်အင်ဂျီအနီလေးဝတ်ထားတော့အမေကလူအများကြီးကြားထဲမှာကျွန်တော်မြင်ရအောင်လို့ပေါ့ဒီကလေးပြောရစကားကိုအမေကကြားငိုတယ်နတ်စတီလည်းငိုတယ်ဘာလို့လဲဆိုတော့သူ့အမေကကလေးကစားရင် အင်ဂျီအနေဝတ်ထားတယ်သူ့သားလေးတစ်ခုလဲကျသွားရင်လှမ်းမြင်ရအောင်အင်ဂျီအနေဝတ်ဝတ်ပေးထားတောင်ကလေးကတည်တဲ့အခါသူကောင်းငင်နိုင်ငံတော်ရောက်ရင်လည်းသူအနီကလေးဝတ်ထားရင်သူ့အမေကတက်လာတဲ့အခါကောင်းငင်ရောက်လာတဲ့အခါသူ့သားကိုတန်းမြင်ရအောင်ကျွန်တော်ဒီမှာရှိပါတယ်ဆိုတော့သူပြချင်တယ်နောက်ဆုံးကလေးလေးကဘုန်းတော်ဝန်စားတော်တယ်အမေနဲ့နတ်တီအခြေခွဲဆိုတာဖြစ်သူ့ကိုဇာပနာချတယ်အင်ဂျီအနေလေးသူတောင်းဆိုတဲ့အတိုင်းဝတ်ပေးလိုက်တယ် တကယ်တော့တိုင်ရာဟာကောင်းငင်ရောက်တဲ့အခါမှာအင်ဂျင်အနေမဟုတ်ပါဘူးအားလုံးကဖြူသောဝတ်စုံဝေးရဖြူသောဝတ်ရုံသခင်ရှုအားဖြင့်ဖြောက်မှတ်ခြင်းရခလီရောဘာထဲနဲ့ငါအမိတွေ့အောင်ငါအနီလေးဝတ်မယ်အမိတွေ့ဖို့သူက signature ပြတာဒီကနေ့လောကမှာရှိတဲ့ကလေးလေးတယောက်တော့အမိတွေ့အောင်သူဒီလိုနေပြခြင်းကျွန်တော်ကယေရှုတွေ့အောင် ပုံနေပြအောင် တကယ်ရှုကအားလုံးကိုတွေ့အားလုံးမှတ်မိတယ်အားလုံးသိတယ်ကျွန်တော်တို့ထဲမှာဘာတွေအနိုင်ကျင့်နေကျွန်တော်တို့ဘာတွေကနိုင်နေဒါတွေကို तू မြင်ရတယ်တော့ तू မြင်အောင်နေပြသူ့ကိုသာမျှော်ကြည့် तू ကလွတ်မြောက်ချင်ပြီးမှဖြစ်တယ်ဒါကြောင့်ဒီကနေ့တိုင်ရဆိုတဲ့ကလေးလေးတော်မှအမေတွေ့ဖို့အင်ဂျီအနေဝတ်ချင်တယ်ကျွန်တော်တို့ကိုဖယားတွေ့ဖို့ဖြောက်မှတ်တဲ့အသက်တာနဲ့ဖယားနဲ့အသက်ရှင်နေတော်သူများ ဖြစ်ပါစေလို့အားပေးရင်ဒီကုန်းချုပ်လို့တယ်ခြံသာရောက်ချင်းစီလိုက်ဖျားရှင်သာပြီးကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေ God bless you all ကျွန်တော်ဒီကနေ့ကတော့ internet line အခက်ခဲကြောင့်အနေငယ်နောက်ချမှုတော့နားလေပြီးပို့မြတ်တရားခံလို့ပါတယ်ကျွန်တော်နောက်ဖန်ညနေဒီမှာဆရာကြီးညနေ၄နာရီခွဲမှာကျွန်တော်ပြန်လိုက်ပြီးတွေ့ဆုံမှာဖြစ်ပါတယ်ဒီကနေ့ချစ်ရှုခွန်ယူနေတယ်ဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်သာပြီးကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေ God bless you all ကျွန်တော်စုတောင်းကောင်းကြီးခံယူကြပါစို့ အဖဖေဟာကျေးဇူးတင်ပါတယ်ဒီကနေ့ညနေကြည့်ရှုသူအားလုံးကိုကောင်းချီးပေးတယ်နောက်ကတော်ဖြစ်ဒီဆောက်ဆရာဖြစ်စေပါနန်းနေတဲ့တမန်တရားတွေအားလုံးရနှလုံးသားမှာအမြင့်ဆွေးစေပါဒီထဲမှာမကြမ်းမာတဲ့ online ပရိသတ်များရှိရင်ကြမ်းမာစေပါခက်ခဲတဲ့သူများရှိရင်ပြေးလဲစေပါဒုက္ခမျိုးစုံခံစားနေတဲ့သူတွေလွတ်မြောက်စေပါဒီကနေ့မွနီချောက်တဲ့မွနီရှာအားလုံးကိုလည်းကောင်းချီးပေးတယ်မွနီချောက်တဲ့ဂရသဆိုင်မွန်ကောင်းချီးပေးပါမိခင်တော်မုံမုံနဲ့တော့ဖခင် ကိုစိုးတို့ရဲ့တတ္တာမိသားစုအတွက်လိုအပ်တာတွေအားလုံးထောက်ပံ့လျက်သူဖြင့်မွနေရှင်ကိုအစဉ်တိုင်းကြီးထွားလျက်ယေရှုအဘွယ်မြတ်တာတော်တို့၍ခံစားရစေပါမွနေချရောက်တဲ့နောက်သားစွန့်ထမြတ်ကောင်းချီးပေးပါအတ္တာမှာရှိလျားတဲ့တတ္တာနဲ့ဖခင်ရဲ့ကိူနာကောင်းချီးခံစားစေပါဒီကနေ့မွနေချောက်တဲ့မွနေရှင်အားလုံးပေါ်သူသကောင်မင်္ဂလာနဲ့ပါလေချောက်တော်သူသီးသီးပေါ်သူသကောင်ဘုံတော်ဝင်စားတဲ့သူတွေရဲ့ချမ်းရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရဖို့တော်သကောင်ကျေးဇူးတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူသကောင် မကုတ်မခန့်နိုင်တဲ့ကောင်းကြီးတွေတိုက်ရောက်သလိုအထူးသဖြင့်မုံတိုင်းတွေပြက်ပြေခြင်းမုတ်သီထွန်စွာရွာသွန်းမှုတွေကိုဖျားသခင်ကပုံမှန်ရွာအောင်ပြင်ဆင်ပေးခြင်းရည်ကြီးရေရှမ်းမှုတွေမရှိအောင်ကွယ်ကားခြင်းငလင်ပေးသိမ့်ပြီးထူထောင်ရေးလုပ်နေတဲ့သူတွေအတွက်ဘေးဘရာတွေကင်းဝေးပြီးလိုအပ်တာဖျားရှင်ထောက်ပံ့ခြင်းကျွန်တော်တိုင်းပြည်မှာဒီမိုးရင်းကာလမှာရည်ကြီးရေရှမ်းတာတွေမရှိအောင်ကွယ်ကားခြင်း ဖခင်ရဲ့လက်တော်ဆောက်မခြင်းနဲ့တကွကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍မကုန်မခန်းနိုင်တဲ့ကောင်းကြီးတို့သည်ကာလအစဉ်မြတ်တက်ရောက်ပါမည်ကြောင့်အနန္တကုရှင်ကမိတော်သားတော်သရှင်တော်ဝိညာဉ်တော်သုံးပါးသူဖြတ်ထံတော်ပတ်မှကောင်းကြီးဖြတ်ပြသည်သင်တို့အားလုံးပေါ်သို့ယနေ့မှစကာလအစဉ်မြတ်ကောင်းကြီးဖြတ်ပြတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ယေရှုတင်ပါတယ်ယေရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ။ ငြိမ်သက်ချင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတော့တွေ့ဆုံကြပါစို့